အာဆင်နယ်နဲ့ဘရိုက်တန်တို့ဆုံတွေ့နေတဲ့ကာရွန်ကပ် round 4ဘောဘောဖတ်များအားလုံးမင်္ဂလာပါကလော့ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်ဂျာရက်ထဲမှာတော့ကျွန်တော်တို့ကာရွန်ကပ်တွေရှင်ပြိုင်မဲ့ပွဲမှာတော့ကျွန်တော်တို့အာဆင်နယ်နဲ့ဘရိုက်တန်တို့ဆုံတွေ့နေတယ်ဒီနေ့နဲ့ထိတ်လိုက်တဲ့ဆုံမကတော့အဲတော်တော်လေးမှကြီးလို့ကောင်းမီကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာမယ်သိကြပါတယ်โอเคအဲ့ဒါဒီဗီဒီယိုလေးမဆက်ခင်ကျွန်တော်ရဲ့ YouTube channel လေးကို like subscribe လုပ်ကြတယ်လိုက် subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ် โอเคအဲ့ဆိုလို့ရရင်ကျွန်တော်တို့ဗီဒီယိုလေးကိုဆက်လိုက်ကြအောင်ရင်းဦးဆုံးနေတဲ့ဒီနေ့သင်ရကျွန်တော်တို့ရှင်ပြိုင်ထားမှုကျွန်တော်တို့နောက်ဆုံးအချိန်မှာတော့အာဆင်နယ်တို့ကတော့သူတို့ရဲ့အင်ဂွင်းမှာပဲခရစ်စတယ်ပဲလေးကိုအနိုင်ရလက်ဖော်ဆောင်ထားသလိုတစ်ဖက်က Brighton တော့ Manchester United ကိုသူတို့အနေနဲ့အသွားရှင်ပြိုင်နေတဲ့ပွဲမှာတော့သူတို့အဲဖိုတိုဆိုပြီးတော့ရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့သင်ရဒီတစ်ခါရှင်ပြိုင်မှုမှာတော့ကျွန်တော်ဘယ်အသင်းကနောက်တဆင့်ကိုတက်သွားမလဲဆိုတာတော့တော်တော်လေးဥမှာအဲစိတ်ဝင်စားဖို့ကောင်းပါတယ်အထူးသဖြင့်ကျွန်တော်အာဆင်နယ်အာဆင်နယ်ကဒီနေ့အဲ ရာဒီမှာ2025 2026ရာဒီမှာတော့တော်တော်လေးမှခြေသွမ်းပြနေတဲ့အသင်းသင်းဖြစ်တယ်ဗျာဥရောပမှာပဲကြည့်မှာကျွန်တော်ပြည်တွင်းလိမ့်မှာပဲကြည့်မှာကျွန်တော်တို့တော်တော်လေးမှကောင်းမွန်တဲ့ခြေသွမ်းတွေပြသထားနိုင်လို့သူတို့ရဲ့နောက်တန်းကလည်းသူတို့အဓိကအာဒီလိုမျိုးအခြေအနေရောက်သွားတဲ့ပုံစံလေးကဘယ်လိုရှိလဲဆိုတော့သူတို့ရဲ့အဓိကကျွန်တော်အာကျွန်တော်ရဲ့အမေရဆိုရင်သူတို့ရဲ့နောက်တန်းတော်တော်လေးကိုမှအာကောင်းမွန်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒီလိုမျိုးအဆင့်တန်းတစ်ခုကိုပြန်လည်ရောက်ရှိလာတယ်လို့တော့ကျွန်တော်မြင်တယ်သူတို့အနေနဲ့ကျွန်တော်တို့ပြည်မြလိမ့်မှာဆိုလဲ အဲသုံးခုပဲပေးထားသေးတဲ့အတွက်ကြောင့်တော်တော်လေးဥမာအဲကိုပဲကန်ပြီးသွားတဲ့ချိန်မှာသုံးခုဆိုတော့တော်တော်လေးဥမာကောင်းမွန်တဲ့ပုံစံလို့တော့ကျွန်တော်တော့မြင်တယ်။ပြီးရင်လည်းတို့အဲဥရောပမှာလည်းတို့သုံးပဲကန်ပြီးတဲ့ချိန်မှာတော့သုံးပွင့်စလုံးနိုင်ထားတာတွေ့ရတဲ့အတွက်ကြောင့် Arsenal တို့အနေနဲ့ဒီတစ်ခါရှင်ပြိုင်မဲ့ကျွန်တော်တို့ round 4မှာတော့အဲတို့ရဲ့အိမ်ကွင်းမှာပဲ Brighton တွဲဆုံနေတဲ့ပွဲမှာတော့သူတို့အနေနဲ့ဆက်ပြီးတော့အနိုင်ယူသွားမယ်လို့တော့ကျွန်တော်ကမြင်တယ်ကျွန်တော်တို့ဒီနေ့ပွဲမှာလည်းဆက်ပြီးတော့အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုအာဆင်နယ်အနေနဲ့တက်လန်းဖို့ဆိုတာတိုက်ပြီးတော့သူတို့တော့ကတော့ခက်ခဲနေမယ်လို့တော့မထင်ဘူးဘာဖြစ်လို့လဲဆိုရင်ဒီလိုသူ့ရဲ့လူစင်းရဲ့ပြန်ကြည့်မယ်ဆိုလို့ဆိုရင်တော်တော်လေးမှကောင်းမွန်တဲ့လူစင်းနေပိုင်ဆိုင်ထားတယ်ပြီးရင်လည်းသူတို့ရဲ့ခေါ်ယူထားတဲ့ကစားသမားတွေကလည်းတော်တော်လေးမှကောင်းမွန်တဲ့ကစားသမားတွေပြီးရင်လည်း level တစ်ခုမှရှိနေတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်အာဆင်နယ်အနေနဲ့ဒီညရှင်းမြိုင်ကစားကြမယ်ကျွန်တော်တို့အဲ Brighton နဲ့ပွဲမှာတော့တို့ရဲ့အင်္ဂလန်လည်းဖြစ်သည့်တိုင်အောင်တို့အနေနဲ့အနိုင်ယူပြီးတော့နောက်ဆင့်ကိုတက်လှမ်းသွားမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။ Okay အဲ့ဆိုရင်ဒီနှစ်သင်းရဲ့ကျွန်တော်တို့အဟတ်တူဟတ်ထိတ်တိုက်တွေ့ဆုံမှုဒီနှစ်သင်းရဲ့ဟတ်တူဟတ်ထိတ်တိုက်တွေ့ဆုံမှုမှာတော့ Arsenal အသင်းအနေနဲ့တော့ကျွန်တော်၈ချိန်နိုင်ပြီးတော့၆ချိန်သေး၅ချိန်သေးကျထားပြီးတော့တစ်ဖက်ကကျွန်တော် Brighton တော့ကျွန်တော်တို့၆ချိန်နိုင်ထားတာကိုတွေ့ရတဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုမှာတော့တော်တော်လေးကမှအကြည့်လို့ကောင်းမဲ့ပွဲတပွဲလို့မြင်မြင်ရတယ်အာဆင်နယ်အနေနဲ့လည်းကျွန်တော်တို့နောက်တန်းတော့တော်တော်လေး လုံးနဲ့အတင်းတင်းဖြစ်တဲ့တကြောင်သူတို့အနေနဲ့ပေကုဆိုတာနောက်ပိုင်းပွဲတွေမှာတိတ်တော့မရှိသလောက်ဖြစ်ပြီးတော့တစ်ခါကကျွန်တော်တို့အဲ Brighton အနေနဲ့ကျွန်တော်နောက်ဆုံးရှင်ပြန်ထားတဲ့ Manchester United ပွဲမှာဆိုရင်တော့သူတို့အနေနဲ့အဲလေးဖို့အထိတောင်မှနောက်တန်းပေးထားတဲ့အတွက်ကြောင့်သူတို့ရဲ့နောက်တန်းတော်တော်လေးမှချိုယွင်းနေတယ်လို့တော့ပြောလို့ရတယ်အထူးသဖြင့်သူရဲ့နောက်တန်းမှာတော့ကျွန်တော်တစ်ဖက်က Arsenal ရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Saka တို့ Barun နဲ့အဲတကယ်လို့ရှင်ပြီးတော့တွေ့မယ်ဆိုရင်တော့ Brighton နောက်တန်းအနေနဲ့တော်တော်လေးမှထိမ့်သိမ်းဖို့မလွယ်ဘူးလို့တော့ကျွန်တော်အမြင်နဲ့ ဒီနှစ်သိန်းကကျွန်တော်တို့အဲလူစင်းလေးမှာဆိုရင်တော့တစ်ဖက်ကကျွန်တော်တို့ Brighton Brighton တော့ကျွန်တော်တို့ပြည်မြန်လေးပွဲစဉ်ကိုတုံးကအဲ Manchester United နဲ့ရှင်မြိုင်နဲ့တို့တို့ပုံစံတိုင်းပဲပွဲထလာမယ်လို့မြင်တယ်တို့အဲ Queen's မှာဆို Arri တို့ပြီးလို့ဆိုရင် Luta တို့ Baliba တို့အဲဒီကိစုပွဲတွေနဲ့ပဲကျွန်တော်တို့ပွဲထလာမယ်လို့မြင်တယ်ပြီးရင်တော့တိုက်စစ်မှာတော့ Gomez တို့ပါလို့ရှိမှာပြီးရင်တော့ Webber တို့ပြီးလို့ဆိုရင်အဲ Webber တို့ Mendy တို့အဲဒီစုဖက်တွေနဲ့ပဲအဲ ပွဲထွက်လာမယ်လို့တော့မြင်တယ်ပြီးရင်လည်းဝက်ဘက်ကလည်းကျွန်တော်တို့အဲ့ဒီနေ့ပွဲမှာတော့လည်းကျွန်တော်တို့ free kick တွေဘာတွေရတယ်တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေကိုကျွန်တော်တို့မြင်တွေ့နေရတယ်လို့ပြောလို့ရတယ်တစ်ခါ Arsenal Arsenal ကတော့သူတို့ကတော့ဒီနေ့ပွဲမှာတော့သူတို့အဲလူစင်းအပြည့်အစုံနဲ့ပဲသူတို့လည်းပွဲထွက်လာမယ်လို့မြင်တယ်ဘာတွက်ကြောင်လဲဆိုရင်ဒီပွဲကလည်းကျွန်တော်တို့မဖြစ်မနေနိုင်ပွဲလိုအပ်တယ်လို့တော့မြင်တယ်ဘာတွက်ကြောင်ရင်ဆိုရင်ဗျာအဲဒီပွဲကလည်းကျွန်တော်တို့အဲ player တွေဘာတွေမရှိဘူးဗျာသူတို့အဲနိုင်ရှုံးသွားမယ်ပြီးလို့ဆိုရင်ဒါမှမဟုတ်လို့ဆိုရင်မိနစ် 120ဒီကံအဲ့လိုမှအဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်ပနယ်သီးတွေကအနေနဲ့တွားပြီးတော့ကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်လှမ်းလာလာမယ့်အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့ပွဲမှာတော့အာဆင်နယ်အနေနဲ့ကျွန်တော်တို့အဲလူစင်းအပြည့်စုံထုတ်ပြီးတော့တို့အနေနဲ့မိနစ်90အပြည့်ကိုပဲအနိုင်ယူသွားမယ်လို့တော့မြင်နေအဲသူတို့ရဲ့လူစင်းမှာတော့သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ဒေးဗစ်ဘာယာပဲပွဲထွက်လာမယ်လို့မြင်နေပြီးရင်လည်းကျွန်တော်တို့နောက်တက်နောက်တက်မှာတော့သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့တင်းမာတို့ရှိမယ်ပြီးလို့ဆိုရင်ဆလီဘာတို့အဲပြီးရင်ဂါဗီယာတို့ပြီးလို့ဆိုရင်ကာရာဖီယိုရီတို့ပါတို့အဲဒီအစုဖွဲ့နဲ့ပဲပွဲထွက်လာမယ် ဟိုနေ့ကကျွန်တော်တို့ပရီးမီယာလိဂ်ပွဲစဉ်ကုန်းမှာတော့လည်းအဲဆလီဘာတို့ရဲ့ဖြတ်ထုတ်မှုတွေတော်တော်လေးဥမာကောင်းမွန်တဲ့ပုံစံတွေမြင်တွေ့ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာဒါဒီနေ့ပွဲမှာဒီဘက်ကကျွန်တော်တို့ ဝက်ဘတ်တို့ပြီးလို့ရင်ဂိုးဘတ်တို့မင်းတက်တို့ရဲ့အဲတိုက်ဆက်အစုဖွဲ့ကိုကျွန်တော်တို့အဲဆလီဘာတို့ဂါဘီယာတို့ဘလို့ထိန်းကြောင်းပြီးတော့အနိုင်ဆက်လက်ယူသွားမလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးရင်တော့တို့ကိုကွလင်ကိုကွလင်မှာတော့တို့အဲဒီနေ့ရာသီမှာတော်တော်လေးမှခြေစွမ်းပြရနေတဲ့ကစားသမားတွေဖြစ်တဲ့ကျွန်တော်ဒီဂရန်ရိုက်တို့ပါလို့ပါမယ်ပြီးလို့ဆိုရင်ဇူဝီမန်ဒီတို့ပြီးလို့ရင်အဇီတို့ပါတို့နဲ့ပဲအဲပေါ်ထွက်လာမယ်ပြီးရင်တိုက်ဆက်ကတော့ကျွန်တော်တို့တို့ရဲ့အဓိကကစားသမားဖြစ်တဲ့ကျွန်တော်တို့ စကားရှိမယ်ဗျပြီးလို့ဆိုရင်တို့ဂျောဂရက်တို့ဘာလို့ရှိမယ်ပြီးလို့ဆိုရင်ထရက်ဆော့တို့ဘာလို့အဲဒီစူးဖွဲ့တွေနဲ့ပဲပွဲထလာပြီးတော့ကျွန်တော်တို့တကယ်လို့ဒါအာဆင်နယ်အနေနဲ့ဆော့ဆော့စီပထမပိုင်းမှာဒါတို့အနေနဲ့ဂိုးတွေပါတယ်ဖြတ်နိုင်မယ်ဆိုလို့ဆိုရင်တို့ဒုတိယပိုင်းလူစားအပြောင်းလဲတွေနဲ့ပြန်လဲပွဲထွက်လာမယ်လို့တော့မြင်တယ်ဘာလို့လဲကြောင့်လို့ဆိုရင်ကျွန်တော်ပြီးမြလိပွဲစဉ်တစ်စင်မှာလဲတို့နိုင်ပွဲတွေဆက်လက်သွားမယ်ပုံစံတွေရှိနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့တို့အနေနဲ့ဆော့ဆော့စီဂိုးတွေဖြတ်ပြီးတော့ နောက်တစ်ဆင့်ကိုတက်ဖို့တေချာမဲ့ဂိုးတွေဒါတွင်းနိုင်မယ်ဆိုရင်ဒုတိယပိုင်းမှာလူစားလဲပြီးတော့ကျွန်တော်တို့အနာပေးသွားမယ်ဆိုရင်တော့အာဆင်နယ်တက်ကတော့လူစင်းမှာတော်တော်လေးဥမာကောင်းမွန်တဲ့ပုံစံတွေလို့မြင်တယ်ဒီနှစ်နေ့ကကျွန်တော်တို့အဖောင်လေးပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အဖက်အာဆင်နယ်ကတော့ဖက်ဖက်ကနေတာနေတယ်ဗျာတစ်ဖက်ကကျွန်တော် Brighton အနေနဲ့လည်းအဝေးကွင်းမှာလာရောက်ရှင်ပြိုင်မယ်ရှင်ပြိုင်မယ်မတင်ရလေအာဆင်နယ်ဖြစ်နေတဲ့ပြင်လည်းပြီးမြားလေးမှာအကောင်းဆုံးနောက်တန်းနေတဲ့ခံစစ်တဲ့ကတစ်ခုဖြစ်နေတယ်လို့တဲ့ကြောင့်အာဆင်နယ်ကိုရှင်ပြိုင်ပြီးတော့အနိုင်ဖို့ဆိုတာ Brighton တော်တော်လေးတို့က မမလွယ်ကူလို့တော့ပြောလို့ရတယ်ဒါမှလည်းကျွန်တော်တို့ဘလုံးဝဲဆိုတာမဖြစ်နိုင်တဲ့အရာတွေရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ထင်မှတ်မထားတဲ့အရာတွေဖြစ်သွားနိုင်တယ်ဒီအတွက်ကြောင့်လည်းအာဆင်နယ်အနေနဲ့ကျွန်တော်တို့အဲစောစောစီစီဥဆောင်ဂိုးတွေတွင်ပြီးတော့ကျွန်တော်တို့ဂိုးတွေဖြတ်ထားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့အကောင်းဆုံးလို့မြင်တယ်ဒီအတွက်ကြောင့်လည်းတို့အနေနဲ့ဒီနေ့အရှင်ပြိုင်မဲ့ကျွန်တော်ကာတာဘွန်ကပ် round 4မှာတော့တို့အနေနဲ့နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့အဲကျွန်တော်တို့80ရာခိုင်နှုန်းလောက်သေချာနေပြီလို့တော့မြင်တယ် အဲ20ရာခိုင်နှုန်းဟိုတော့လို့ပွဲတွင်းမှာဘလိုတွေဆွမ်းဆောင်ပြပြီးတော့နှောင့်ဆင့်ကိုတက်ပြီးတော့ကျွန်တော်ဂိုးပြက်တွေပါတွေရန်ထပ်ပြီးတော့ကြုံတွေ့ရအောင်မလားဆိုတော့တစ်ချက်တော့စောင့်ကြည့်မယ်။ဒီဘက်က Brighton ရဲ့ခန်းစစ်ကလည်းတော်တော်လေးဥမာရော်ရဲနေတဲ့အတွက်ကြောင့်အဲ Arsenal တို့အနေနဲ့ဒီခန်းစစ်ရဲ့ရော်ရဲမှုကိုအခွင့်ကောင်းယူပြီးတော့သူတို့အနေနဲ့အသွင်းကိုတွေကိုများဘယ်လောက်ထိသွင်းနိုင်မလားသူတို့ကျွန်တော်တို့ Sagado ရဲ့အသွင်းကိုတွေပြီးလို့ဆိုရင် Yogret တို့ရဲ့အသွင်းကိုတွေကိုများမြင်တွေ့ရအောင်မလားလို့တော့ကျွန်တော်တို့တော့တစ်ချက်တော့မြင်တယ်။နောက်အခုနောက်ပိုင်းပွဲတွေမှာဆိုလို့ဆိုရင် Zubimendi အနေနဲ့ တိုက်ပြီးတော့ကျွန်တော်တို့လူပေးမှားတဲ့ကျွန်တော်ရှေ့တပွဲဆိုရင်လူပေးမှားတဲ့ပုံစံတွေပါရှိသေးတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာဇိုဘီမန်ဒီစီကနေပြီးတော့ကျွန်တော်တို့ဘာတွေဆက်ပြီးတော့အဲမြင်တွေ့ရအောင်မလဲကျွန်တော်ဒါမှမဟုတ်လို့ကျွန်တော်သူစီကနေမယ်ရှေ့ပွဲတွေအရလို့ကျွန်တော်တို့အတွင်းကိုတွေမှာမြင်တွေ့ရအောင်မလားဆိုတော့စောင့်မျှော်ကြည့်ရှုပြီး အားပေးနိုင်ပါတယ်ဒီနေ့သင်ရကျွန်တော်တို့ထိတဲ့တွေ့ဆုံမှုမှာတော့အာဆင်နယ်နဲ့နော်ဘရိုက်တန်နဲ့ထိတဲ့တွေ့ဆုံမှုမှာတော့ညီကိုတွေအနေနဲ့နောက်တစ်ဆင့်ကိုဘယ်သင်ရတက်လန်းသွားမယ်လို့မြင်တယ်ကျွန်တော်အနေနဲ့တော့အာဆင်နယ်ပဲနောက်တစ်ပွဲကိုအဲနောက်တစ်ဆင့်ကိုတက်လန်းသွားပြီးတော့သူအနေနဲ့ပုံစံကောင်းတွေဆက်လက်ပြသထားနိုင်မယ်လို့တော့ကျွန်တော်တို့ယုံကြည်တယ်ညီကိုတွေအနေနဲ့တော့အဲကျွန်တော်တို့ထင်မှတ်မထားတဲ့အရာတွေဖြစ်သွားနိုင်မှာဒါပေမဲ့အဲပြောဖို့ကတော့တော်တော်လေးမှခက်တယ်ပြဘာဖြစ်လို့လဲဆိုရင်အာဆင်နယ်ကလည်းတော်တော်လေးမှဖုန်ဖောင်ကောင်းနေတဲ့အချိန်မှာ အဲတွေ့ရမယ်ဘိုင်ဒန်သင်းရလဲသူတို့အနေနဲ့ရလဲဂျားရဲထဲမှာရှင်မြန်နေပွဲတွေမှာဆိုရင်သူတို့အနေနဲ့ရှုံးနေထားတာတွေတွေ့လဲတွေ့ကြအောင်အဲဒီနေ့ပွဲမှာသူတို့နိုင်လူစိတ်ပြင်းပြပြီးတော့အဲတခုညာလုတ်ပြနိုင်မလားဆိုပြီးတော့ကျွန်တော်တို့တော့အဲတွေ့ထားရပြဒါမှလည်းအဲတိတ်တော့ပြောမယ်ဆိုရင်တော့တိတ်တော့မဖြစ်နိုင်သလားတော့ရှားတယ်လို့တော့ကျွန်တော်ပြောတယ်အဲဒီတော့ကြညကိုရီအနေနဲ့ရောဒီနေ့သင်းရဆုံတိုင်းအဲတွေ့ဆုံမှုမှာဘယ်သင်းအနိုင်ရလက်ကိုပုံဖော်ပြီးတော့နောက်တစ်ဆင့်တက်သွားမလဲဆိုတာဝင်းအောင်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ် လာရောက်ချစ်ချုပ်ပေးတဲ့ညီကိုတယောက်ချင်းစီအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ